ဒီကနေ့မြမာရုံးရဲ့ဒေစာမဟာဂီတာဆိုတဲ့အစီအစဉ်ကနေတတရှင်တွေကိုအွန်လိုင်းပေါ်မှာမိတ်ဆက်ပေးဖို့အလှည့်ကျလာတဲ့ဒေသရှင်ကဘယ်သူဖြစ်မလဲဆိုတာကိုတော့အခုပဲကျမတို့နဲ့အတူတူနားဆင်ကြပါအောင်နော်။ဟေး ြမတဲ့တောတာရှင်များမင်္ဂလာပါရှင်မြမရွေးရရင်ကျေးမှုတွေကိုချစ်ခင်မြတ်နိုးကြတဲ့တောတာရှင်တွေအတွက်မြမတို့ရဲ့တေးအစမဟာဂီတအစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မြမရွေးရဂီတမဟာဂီတတချင်းကြီးများနဲ့ပတ်သက်ပြီးတေးသံရှင်သူဆောင်အောင်နဲ့ကျမတို့မြမအတန်ကအခုလိုပဲတွေ့ဆုံမြင်မြန်ခဲ့ပါတယ်မြမလေးသူဆောင်အောင်မင်္ဂလာပါရှင်မင်္ဂလာပါမြမတောတာရှင်တွေကိုနှုတ်ခွန်းဆက်စကားပြောပေးပါလားရှင်

敬卡利，敬卡利，敬卡不灭的光辉，为了你，永生。 నిలుపుని చూయే mi amigo mi amigo Yeah, 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 yeah,

ဟုတ်ကဲ့ပါတတရှင်တွေကိုတီးဆိုမိတ်ဆက်ပေးခဲ့တဲ့မဟာဂီတတချင်းကြီးကဗာများပါလဲမမကြီးဒီဟာလေးကတော့ဒီမိုးဘွယ်ဖက်တူလေးညောင်ရီမင်းကြီးဥစားရေးခဲ့တဲ့မိုးဘွယ်ဖက်တူလေးကိုသူဘိုးလီဝါဆိုတဲ့ဖက်တူလေးဖြစ်ပါတယ်မမဟုတ်ကဲ့ပါညီမဟုတ်ပထမဆုံးသူစားအောင်နေနဲ့ဒီဂီတလောကထဲရောက်ရှိခဲ့ပုံမဟာဂီတတချင်းကြီးတွေနဲ့အဲထိတွေ့ရင်းနှီးခဲ့ပုံလေးကစပြီးပြောပြပေးပါလားဟုတ်ကဲ့မမထမားဆုံးသမီးပေါ့ ီတချင်းနေစားစုပြတာကတော့ဒီ9ရက်6တန်းရွယ်လောက်မှာဒီသုခာယတိတိုင်ပွဲကြီးပေါ့ဒီတိုင်ပွဲကြီးမှာအိမ်ကသူပြေဖူဖေတိုင်းဆရာကဆရာဦးမြကလာပါဟုတ်ကဲ့ပါဟိုကတော့သူပြေဦးစိန်ကလာအာဖူဖေကသမီးကိုအစိုးဝင်တိုင်မလားပြီးတော့ဝင်တိုင်ခဲ့တယ်ပေါ့ဒီမှာလည်းမဟာဂီတာတချင်းနေနဲ့တပီးစားပြီးတော့စားပြီးထိတွေ့မိတာပါဒီဖေဖြစ်တာပေါ့နော်ဟုတ်ကဲ့ပါအဲ့ဒါဆိုလို့ရှိရင်ညီမလေးသူစားအောင်ရဲ့ ဂီတလက်ဦးဆရာတွေကဖေဖေနဲ့ဖိုးဖိုးပေါ့နော်ဟုတ်ကဲ့ဟိုဟာဖိုးဖိုးနဲ့ကတော့တိတ်တင်လောက်တဲ့အထိဟိုမမီခဲ့ဘူးပေါ့နော်သမီးဟိုတကန်းလောက်မှာဖိုးဖိုးကသုံးသွားတော့ဖိုးဖိုးနဲ့ကအဲ့လိုတင်တဲ့အဆင့်ထိကိုတိလက်ရောက်တော့မရှိခဲ့ပါဘူးသမီးရဲ့လက်ဦးဆရာတွေကတော့သမီးဖေဦးညကလာဆိုင်းဖျောက်ဦးညကလာနဲ့အမေကတော့ညညဆိုပါဟုတ်ကဲ့ပါညီမလေးတချင်းကြီးနဲ့ပတ်သက်ပြီးညီမလေးအဲတင်ယူစီးပူးတဲ့နေရာမှာတခြား ဆရာတွေကိုလည်းသိပြရစီဟုတ်ဟုတ်ကဲ့ဟိုဟာလုံးဆရာဖေးမေဒီဘာနှစ်ပါးပေါ့နော်ဒီပြီးတဲ့ခါမှာ1998လောက်မှာသင်္ကန်းဦးစုမြနိုင်ဆိုတဲ့အာရိဒဆရာကြီးပါပဲဆရာကြီးရှိသမီးပညာရှိမှုခဲ့ပါတယ်အဲ့ဒီနောက်မှာမေတော်တင်းပြုံးပဲအာရိဒဆရာမကြီးအမေတော်ကြည်ဒီဝတ်နဲ့သမီးပါအကန့်ကြားသမျှပေါ့နော်အားလုံးကြားသမျှတွေကသမီးတို့ရဲ့ကြားဆရာမြေဆရာတွေပါ ဟုတ်ကဲ့ပါမဟာဂီတတချင်းကြီးတွေကိုတီဆိုရတာတီးခတ်ရတာ ਨੇ ပတ်သက်ပြီးဒီတချင်းကြီးရဲ့သဘောတဘာဝထူးခြားချက်တွေကိုလည်းဘူးတုဒ္ဒအဖြစ်မျှဝေပေးပါအောင်ညီမရဲ့မဟာဂီတတချင်းတွေကအရန်ကိုနည်းနည်းတဲ့ပေါ့နော်မှသမီးပြီးတဲ့လောက်လေးကိုပြောရရင်တော့အရန်နဲ့နည်းပါလေစိန်လဲစိန်မွေပဲသမန်တချင်းတစ်ခုဘာသာတချင်းတစ်ခုဆိုတာ ਨੇ တော့မဟာဂီတဆိုတာ ਨੇ မတူပါဘူးဒီမဟာဂီတရဲ့ တိမ်နဲ့ကတော့သမီးပြီးသလောက်လေးဒီအစီဝေးနဲ့ပဲသမီးပြောချင်တာမာဂီဒာတွေအရန်တိမ်ွေတယ်နည်းနည်းတယ်။နောက်ဒီသချင်းတစ်ပုဒ်ဆိုပြီးပြီဆိုတာနဲ့ဒီသချင်းဆိုတာနဲ့တိုင်းရှင်ဒီဆိုကြည့်တဲ့အခြားတာပေါ့နော်ဆိုတဲ့အခါမှာမာဂီဒာဆိုတဲ့အခါမှာလေးလေးပြင်ပြင်နဲ့နက်နက်နဲ့ခံစားရတယ်လို့ကိုကိုကိုအဲ့လိုခံစားရပါတယ်။ဟုတ်ကဲ့ပါ ူဆောင်နေနဲ့မဟာဂီတတချင်းကြီးတွေကိုအမျိုးအစားအစုံနဲ့တည်ဆုပ်ခဲ့တာကိုတွေ့ရပါတယ်။အဆိုကအရေးတီးပြိုင်ပွဲတွေမှာလည်းမဟာဂီတတချင်းကြီးနဲ့စုတွေအများကြီးရရှိထားတယ်လို့သိရပါတယ်ညီမရဲ့။ဒီကြောင့်လေးလည်းပြောပြပေးပါဦး။ဟုတ်ကဲ့ဒီစကိုင်းဘီပေါ့နော်ငါးချိန်ကနေ၁၈ချိန်အထိမှာ၁၄ချိန်တခုပဲတမီလုံးဝမပြိုင်ဘူးပေါ့ကျန်တဲ့အချိန်ဒီမှာမာဂီတာကိုတမီချွေတစိတ်၂၀စု ဟုတ်ကဲ့ဟုတ်ကဲ့ရထားပါတယ်ကျွန်တော်ဓမ္မတိကာလပေါ်ရင်းလဲကျွေးငွေရထားပါတယ်ဟုတ်ကဲ့ပါမဟာဂိတတချင်းကြီးတွေကိုနားလေတက်ကြွမယ်ဆိုရင်ဒီအစိုးရတူအနေနဲ့ပေါ့နော်ဘလို့များအထောက်အကူဖြစ်စေတယ်ဆိုတာလေးလဲပြောပြပေးပါအောင်ညီမရဲ့မဟာဂိတတက်မြောက်ထားတယ်ပေါ့သမီးတင်ယူထားတဲ့အစိုးရတယောက်ကဒီဘာတချင်းပဲဖြစ်ဖြစ်လာခဲ့ရင်ပေါ့နော်တန်ရှင်သွားလာတာက ့ဥမာဟိုမမရေပြောရမယ်သမီးဟိုလက်ရှိပေါ့အပြင် accordingly ပြင်းတယ်ဒီသမီးလက်ရှိနှစ်ခွေပေါ့နော်ပရမခွေကတော့ခက်တစ်ခုနှစ်ခွေဆိုပြီးတော့မြမသားလေးထုတ်ထားတယ်ဒုတိယခွေကမမင်းကြီးမဆိုတဲ့ခွေလေးလည်းဖြစ်ရှိထားတယ်ပေါ့ဒီရက်မှလည်းမြမသားနေပဲသမီးထူထားတယ်ဒီလို recording ပြင်းတဲ့အခါမှာမာဂီတာသမီးကစိုးဘူးထားတဲ့အတွက်မာဂီတာတွေတင်ယူတက်မြောက်ထားတဲ့အတွက်သမီးကိုအများကြီးထောက်ပံ့နေပေးတယ်ပေါ့မြမသားနေစိုးတဲ့အခါမှာအတန်သွားမဲ့ ဒီရာတွေတော့အတန်တစ်ခုကိုတစ်ခုနားဆွဲတာပေါ့ဒီ melody နားဆွဲတာတို့အတစ်ခုကဟိုအန်စင်းပေါ့နော်သမီးကိုတရှင်းတစ်ပုတ်ခေါ်ဆိုခိုင်းနေ recording အဲ့လိုခါမျိုးတွေမှာသမီးကိုခွေကြိုးပြီးပေးပြီးနားတော့ခိုင်းပြန်လို့ဒါကတော့ဟိုတရားမတရားစိတ်ဝင်စားမှုရကွာမလို့ထင်ပါတယ်ဟုတ်ကဲ့ပါဟိုဒီကတော့သမီးကြောင်းပြောတာပေါ့နော်သမီးရဲ့မဟာဂီတတက်ထားတဲ့အတွက်သမီးကို scoring ပေးတယ်လို့သူများယုံကြည်နေရပေါ့ ဒါဒီစိတ်လေးနဲ့ပဲသမီးပြောချင်းဖြစ်ပါတယ်။ဒါကြောင့်ဒီ MC အခုအတန်သွားတဲ့မဲ့ဆင်းတဲ့ပုတ်ဒီနေ့သမီးကိုသမီးရေလာဆိုပေးပါဒီနေ့ recording လေးဖုန်းပူဇော်ပွဲလေးတက်ဆို။သမီးကိုရောက်တယ်။သချင်းနားထောင်လိုက်တယ်။အဲ့တော့မှသမီးစာသားတွေ့တယ်။ဒါပေမဲ့ဟိုတေးဆရာဒီပညာရှင်တွေအမျိုးမျိုးရေးထားတဲ့ဟာကိုအစမောင်းမောင်သားဆိုဆိုတဲ့အခါမှာထုံတိုင်းအတန်တော့ကိုသူကျူတိနေတယ်လို့ပဲသူတို့ဒီ melody လေးဖွင့်ပြလိုက်တာနဲ့သူတို့ဘယ်လိုသွားတော့မလဲ ဒါကမဟာဂီမရဲ့အကျိုးကျေးဇူးလို့သမီးဦးလက်တလောပေါ့နော်သမီးဒါခံစားမိတာလေးပါဟုတ်ကဲ့ပါညီမဒီကနေ့လူငယ်တွေအနေနဲ့ဒီမဟာဂီတသချင်းကြီးတွေနဲ့ပတ်သက်ရင်အလန်းကွာဝေးကြတယ်ဆိုတဲ့အပေါ်ကိုညီမလေးသူစားအောင်ရဲ့အမြင်ကိုလည်းသိပါရစေအလန်းတော့တော်တော်ကွာဝေးတယ်မဟာကွာဝေးရဆိုတာလေအခုမတိဘလောက်ဟိုအပြင်ပိတ်တမဟုတ်ဘူးပေါ့နော်အပြင်ယနေ့ခေတ်လူငယ်တွေမှမဟုတ်ပါဘူး နုပညာရှင်တချို့တွေတောင်ဒီမဟာဂီတာနဲ့ဟိုခေဟောင်းနဲ့တောင်မကွဲတော့တဲ့ဂီတာတောင်းနေတယ်ပေါ့နော်အမနော်သူတို့ပြန်လာဟိုတမီးတို့ရဲ့ဟိုဆရာမကြီးလက်ရှိလက်တမီးကမာမီတော်ရီတန်းရှိမှာဆရာကြီးနုတောက်ထုတ်နေပါတယ်ဆရာခံယူနေပါတယ်အဲ့တော့လူကြီးတွေရဲ့ဒီဒီကလောကမှာရှိတဲ့ပညာရှင်တွေရဲ့ဥစ္စာတွေကတော့မစသဖြင့်ကြားရတာတော့တချို့အဲ့ခေဟောင်းနဲ့မဟာဂီတာတောင်မကွဲတော့ဘူးမှဟုတ်ကဲ့အဲ့တော့လေတမီးတို့ လူငယ်တွေအနေနဲ့ပေါ့နော်သမီးသမီးစိတ်ရင်းနဲ့ပြောတာပါသမီးခံစားချက်လေးပြောပြတာပါအဆန်နေမှာလဲလေအဆန်နေခုရေဒီယို channel တွေပေါ့မဟာဂီတနဲ့ပတ်သက်လို့နှွင့်စေတယ်သမီးကလေဓမ္မဒန်ဒီအစီအစဉ်တွေအနေနဲ့လဲနှွင့်စေခြင်းနဲ့နောက်တစ်ခုကဒါမှလဲပြိတ်တဲ့အနေနဲ့လဲတနေ့တစ်ချိန်လောက်ကြားဘူးတာနေအဲ့လိုပေါ့အဲ့လိုတကြတကြနဲ့မမရဲ့ဒီမာဂီတာဆိုတာပြန်ပြီးတော့ဟိုအပြောက်ပြတ်တော့ဘူးပေါ့ဟုတ်ကဲ့ပါဒီတန်ရှင်သူစာအောင်ကို ဆက်သွယ်ခြင်းပါတယ်ဆိုရင်ဒေါက်တာရှင်နေအတွက်သူစာအောင်ရဲ့ဖုန်းနံပါတ်နဲ့လိပ်စာလေးကိုလည်းပြောပြပေးပါဦး။ဟုတ်ကဲ့သမီးကိုဆက်သွယ်ခြင်းတော့သမီးအိမ်နံပါတ်ကဒင်းငောင်း1ဝေဇင်အန္တလန်၊ကျောက်ရီဝင်း၅ရွက်မြောက်ကလာပါ။သမီးဖုန်းနံပါတ်လေးကတော့39 031 839 965ပါ။ဂီတာရည်သီးကြောင်းမှာရိုးရဂီတာတေးသချင်းတွင် ထာဝရရှင်သန်စီစဉ်နေဘူးဘလို့အချက်တွေကိုအလေးထားသင့်တယ်ဆိုတဲ့အကြောင်းလဲသူစားအောင်ကဆွေးနွေးပေးပါအောင်ဆွေးမမဒီတားရည်စည်းကြောင်းမှာတော့ဖြစ်ကာလအလိုက်ကြောင်းလဲတာတိုးတက်လာတာဒါကောင်းပါတယ်သူတို့လည်းလူငယ်တွေဆိုဆက်ဆက်တိုးတက်မှုစမ်းသပ်မှုအမြဲရှာဖွေနေရပါမယ်လို့ခံယူထားပါတယ်ဒါပေမဲ့လည်းကိုယ့်ရဲ့ရင်ကျိမှုဖြစ်တဲ့ကိုယ့်ရဲ့ဂုံတိုက်ခါပဲလေမြန်မာလူမျိုးတွေရဲ့ဂုံတိုက်ခါမြန်မာ ယဉ်ကျေးမှုပါပဲ။ဒါကြောင့်ဒီယဉ်ကျေးမှုအနှစ်သာရဒီကမပြောင်းပြအောင်ထိန်းသိမ်းဖို့လေမြန်မာလူမျိုးတွေအနေနဲ့သက်ဆွမ်းသွေးတတ်နိုင်သလောက်ကိုယ့်ရဲ့ရိုးရိုးကိုယ့်ရဲ့ယဉ်ကျေးမှုတွေမပြောင်းပြအောင်ထိန်းသိမ်းရမယ်လို့လည်းရှင်းရှင်းယူဆမိပါတယ်။ဟုတ်ကဲ့ပါ။သောတာရှင်တွေကိုအမှတ်တရစကားလက်ဆောင်လေးပါပေးပါလားရှင်။ဟုတ်ကဲ့။အမှတ်တရပြောချင်တာကတော့အနာရှင်တွေသောတာရှင်ပြိဿကြီးမြန်မာတန်ကိုချစ်ပါအားပေးပါအိုက်ခြင်း အာဂီတာတချင်းလားဆိုရင်ဒီမှာလူမျိုးတွေအတွက်ထက်တာရအပြေဝရှိတဲ့အချင်းမျိုးစားဖြစ်ပါတယ်။ဒီဘရင်လေးလက်ထက်ခဲတဲ့ကအခုချိန်ထိဒီမှာဂီတာတွေအပြောက်ပြဖို့အတွက်ဒီဂီတာပညာရှင်တွေသမီးတို့မျိုးဆက်စစ်ပြီးရောအားလုံးနားထောင်ကြတဲ့ပရိသတ်ကြီးရောဆက်လက်ဆောင်ထင်းပြီးတော့ညီမအမွေနှစ်ကိုထိမ့်သိမ်းရမယ်လို့ဒီခံယူပါတယ်။ ဟုတ်ကဲ့ပါမြန်မာတို့ရဲ့တေးဆံမဂီတအစီအစဉ်မှာအခုလိုပါဝင်ဆွေးနွေးတင်ပြပေးခဲ့တဲ့တေးသံရှင် သူဆောင်အောင်ကိုမြမတန်ကအထူးပဲကျေးဇူးတင်ပါတယ်ရှင်။ဟုတ်ကဲ့မြမတို့ရဲ့မြမတို့ရဲ့တေးဆံမဂီတဒီစဉ်ကပါဝင်ရှိတဲ့မြမတို့ရောအားလုံးမြမတန်ဖွဲ့သူဖွဲ့သားများအားလုံးရောမြန်မာကျေးဇူးတင်ပါတယ်။